ဲဒီနေ့ရကြတော့စောင်းကအေးအေးပေါ့နော်လူရောက်2000လာရဲ့အဲနောက်ပြီးတော့ဒီဟိုဘက်ကညောင်ဆယ်ပင်ဝင်ထဲမှာရှိတဲ့ဖျားတွေအကုန်လုံးတဲ့တဝင်းလုံးတဲ့ဖျားပေါ့နော်နောက်ပြီးတော့သိန်း20လူပြစ်တာပါဟုတ်အော်ပါနော်ဟိုပြောနေဆိုရင်စောင်းကဒီ లై မော်မှာဆိုရင်အနေနဲ့ ိုယ့်ရဲ့အနေထိုင်မတက်တာတွေအပြောဆိုမတက်တာတွေအများကြီးတော့ပေါ့နော်ဟိုအစဲခံရတဲ့မှာပါတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုရင်စောင်းဝိုင်းပြီးတော့ပြောဆိုကြတယ်အဲ့လိုပြောတဲ့ခါမျိုးကြရင်စောင်းကလေဟဲ့ငါ့ကိုချစ်တဲ့သူတွေမရှိတော့ဘူးငါအရန်ပြောခံရတယ်အဲ့လိုမျိုးတွေးမိတာပေါ့နော်အဲ့အဲ့လိုမျိုးချိန်မျိုးဆိုရင်စောင်းစိတ်ဆင်းရဲပြီးတော့ energy တွေလျှော့ကိုယ့်ရဲ့ power တွေလျော့သွားအပြင်ထွက်လိုက်တယ်အလူတွေလုတ်တဲ့ခါမျိုးဆိုရင်လူတွေကလေစောင်းကိုတွေးရင်ချစ်ကြတယ်ဖတ်ကြတယ်နမ်းကြတယ်အခုလိုပေါ့နော်ချစ်ကြတယ်ပေါ့နော်အဲ ချစ်တာပေါ့အဲအဲ့လိုချစ်ကြတော့ပေါ့နော်အခုက energy ပြန်တက်လာပြန်ပါလေ ဒီမှာပေါ့နော်အာညောင်ဆက်ပြီးဒိဋ္ဌာလုံရင်းနဲ့ဒါဖုံးဖုံးကိုအခုဖြစ်ကားတဲ့မဟုတ်ရသေးတဲ့လူတွေတော့ပေါ့နော်စောင်းကအာတရားပေါ်လေးလှုပ်ချင်တယ်ဆိုတော့ဒီကဖုံးဖုံးရဲ့တပည့်တွေနဲ့ပေါင်းပြီးတော့စောင်းလဲလူရန်ဖြစ်တာပါဟုတ်ကဲ့အဲဒီနေ့ကကျတော့စောင်းကအေးအေးပေါ့နော်လူရောက်2000လာရဲ့အဲနောက်ပြီးတော့ဒီဟိုဘက်ကအဲညောင်ဆက်ပြီးဝင်ထဲမှာရှိတဲ့ဖရားတွေအကုန်လုံးတဲ့အဲတဝင်းလုံးတဲ့ဖရားပေါ့နော်နောက်ပြီးတော့30လူဖြစ်တာပါဟုတ် မ်းပျော်ပါတယ်။ဘာလို့လဲဆိုတော့အရင်တော့ဆိုရင်ဟိုဖုံဖုံရဲ့တရားပွဲတွေကိုစောင်းတော့အများသွားပြီဆိုရင်လေအဲ့လိုတကယ်အလှရှင်တွေကိုတွေ့တဲ့ခါမျိုးဆိုရင်ကိုကလှူကျင်တယ်။အဲ့လိုလေးလှူကျင်လိုက်တာဆိုတော့စိတ်ရှိတယ်။အခုကျတော့ကိုတိုင်းကိုကြဟိုဒီမှာတက်နိုင်တဲ့ဘက်ကနေပါဝင်ပြီးလှူရတဲ့အတွက်ပြောပါတယ်ဟုတ်။အဲ့လိုလေအဲ့လိုအဲ့လိုလုံးလိုက်ရတာလေကိုတက်ကလေစိတ်ထဲမှာလေဟိုပြီးတော့ပုံပေါ်ပြီးတော့လူကျင်တာဒါပြီးသွားရင်နောက်တစ်ခုအဲ့လိုမျိုးလေးအများပုံပေါ်ပြီးတော့လူကျင်တဲ့စိတ်ကပိုဖြစ်လာတာပါဟုတ် အဲအလူရှင်တွေထဲမှာလည်းပါတဲ့အမိုးပါရှင်ဒါမိုးလဲဒါစောင်းတော့ဒါအလုံးပူပေါင်းပြီးတော့စောင်းတော့ရဲ့စိတ်ဆန္ဒကပါလဲဆိုတော့ဆရာတော်ကြီးကိုမပူရသေးတဲ့သူတွေကိုပူစေခြင်းနဲ့စိတ်ဆန္ဒနဲ့ဒီအလူပွဲကြီးကိုလုပ်ခဲ့တာနော်မို့နော်ဟုတ်ကဲ့ပါအော်ပါနော်ဟိုပြောနေဆိုရင်စောင်းကဒီလိုင်းပေါ်မှာဆိုရင်အနေနဲ့ ကိုယ့်ရဲ့အနေထိုင်မတက်တာတွေအပြောဆိုမတက်တာတွေအများကြီးတော့ပေါ့နော်ဟိုအစဲခံတဲ့အချိန်မှာပါတယ်ပေါ့နော်အဲအဲ့တော့အဲ့လိုမျိုးကိုယ်အစဲခံတဲ့ခါမျိုးလားခါကြောက်လဲကိုယ့်ဘက်ကိုနောက်နားရမျိုးရှိတယ်ဟဲ့ငါဒီလိုလေးမပြောလိုက်ရကောင်းတာတခါလေကြောက်လဲဆောင်းရဲ့စိတ်ကလေအဲ့လိုမျိုး ပျော်တတ်တာပေါ့နော်စိတ်လွတ်သွားတဲ့ချိန်ရှိတယ်ပျော်တတ်သွားတာရှိတယ်အဲ့လိုမျိုးလေးဆိုရင်ကိုကမထင်မှတ်တာလေးပြောခဲ့မထင်မှတ်တာလေးလုံခဲ့တဲ့အတွက်ကိုတကယ်တမ်းကျတော့ line ပေါ်မှာကျတချို့တော့မကြိုက်ကြဘူးပေါ့နော်အဲအဲ့လိုမျိုးအပြောဆိုမတတ်တာလေးလည်းမကြိုက်ကြဘူးအဲ့တော့အဲ့လိုမျိုးဆိုရင်ဆောင်းဝိုင်းပြီးတော့ပြောဆိုကြတယ်အဲ့လိုပြောတဲ့ခါမျိုးကြရင်ဆောင်းကလေဟဲ့ငါ့ကိုချစ်တဲ့သူတွေမရှိတော့ဘူးငါအရန်ပြောခံရတယ်အဲ့လိုမျိုးတွေးမိတာပေါ့နော်အဲအဲ့လိုမျိုးချိန်မျိုးဆိုရင်ဆောင်းစိတ်ဆင်းရဲပြီးတော့ energy လေးလျှော့ကိုယ့်ရဲ့ power လေးလျှော့သွားအာစိတ်ဆင်းရဲပြီးအဲ့ရလေးလဲအဲ့လို power လျှော့တယ်အဲ့လိုချိန်မျိုးဆို ဆောင်းအပြင်ထွက်လိုက်တယ်အလူတွေလောက်တဲ့ခါမျိုးဆိုရင်လူတွေကလေဆောင်းကိုတွေ့ရင်ချစ်ကြတယ်ဖတ်ကြတယ်နမ်းကြတယ်အခုလိုပေါ့နော်ချစ်ကြတယ်ပေါ့နော်အဲချစ်တာပေါ့အဲအဲ့လိုချစ်ကြတော့ပေါ့နော်အခုက energy ပြန်တက်လာတယ်အဲ့လိုခံစားရတယ်အဲ့တော့ဆောင်းကအလူတွေကိုအဲ့လိုအခြေမျိုးဆိုရင်ပို့ပြီးတော့လှုပ်ဖြစ်ပါတယ်ဟုတ်ဖြစ်ပါတယ်အမီလေးရဲ့နော်ဟုတ်ကဲ့အမငယ်နဲ့အမငယ်နဲ့တနည်းကအောင်မြင်ပါပါဟုတ်ကဲ့ဆရာတော်ရဲ့မြစ်တာတာကိုခံယူတဲ့အတွက် အောင်အောင်ဟုတ်ကဲ့အမောကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲ့လိုမလုပ်ဖ ೇನೆ စောင်းတော့အဲ့လိုမျိုးဟုတ်ပြောဆိုနေတာကိုလက်ခံပြီးတော့အဲဒီဟာကြီးကိုစိတ်ဆင်းရဲနေမျိုးစောင်းတော့ရှစ်ဆက်ပြီးတော့လုံးလုံးလို့မရတော့ကိုယ့်ရဲ့ energy ကရော့ရော့ရော့လာအောင်အဲ့တော့ကိုယ့်ရဲ့ energy ကိုဘယ်ကနေပြန်တိုးရမလဲဆိုတော့လူတွေကလို့သိဖို့လိုပါတယ်စောင်းဆိုရင်တော့စောင်းဒီအပြင်လက်တွေကိုထွက်လိုက်တဲ့အချိန်မှာလူတွေရဲ့ချစ်ချင်းမြတ်တာတွေတကယ်ကိုအပြင်မှာချစ်ကြတယ်ဟို ဘယ်လိုပြောမလဲဆိုတော့ line မှာမှလာသူတို့ဆဲချင်တိုင်းဆဲနေကြပါတော့အပြင်မှာတွေ့ရင်စောင်းကိုမုံလို့နှိမ့်ဆက်တဲ့ဟိုလိုမျိုးအနိုင်ကျင်းတဲ့သူတို့ကမရှိဘူးအဲ့အတွက်အပြင်မှာချစ်ကြတဲ့အတွက်အဲစောင်းကအဲ့လိုအပြင်ရဲ့လူတွေပေါ်မှာ energy တန်ယူပြတာပေါ့ဒါမဲ့လေလူကတော့လူတကောစိတ်တစ်မျိုးပေါ့နော် စောင်းနဲ့တခါအဲ့ကျရင်ကိုကြည့်မရတဲ့သူကရှိတာပဲဩကြည့်မရတော့လေဒီတိုင်းမတိကြအောင်စောင်းပြီးတော့လှုပ်ပေးလိုက်တာပေါ့နော်ဩအေးဒါကြည့်မရအောင်ထားရင်နောက်သူသူဟာမကြည့်တော့ဘူးပေါ့အဲ့လိုမျိုးဥပိ္ပခါပြူလိုက်တာပေါ့စောင်းတို့ကျတော့အဲ့လိုစိတ်လေးနဲ့ထားတယ်တချို့ကျတော့လေဥပိ္ပခါပြူတာမဟုတ်ဘဲနဲ့ဝင်ဆဲတာမျိုးလည်းရှိတယ်ဘယ်လိုမှမဖြစ်တော့ပါဘူးအခုကတော့ line ပုံမှန်ပါပဲအေးဆေးပါ thank you ဟဲ့အဲ့ဒါဆိုတာညာလို့ရမှာမဟုတ်လားနော်တည့်ရလူတွေကတည့်နေရပဲဟိုဘာမှမဖြစ်ပါဘူးအာကိုဘတ်တကိုအဓိကတော့အတက်ဆိုတာနံပါတ်တစ်ခုပါပဲဟိုအဓိကတော့ကို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 ပြောရှင်းအောင်နေဖို့ကအဓိကလို့ထင်ပါတယ်ဒီအပိုင်းမှာဂျုံလွင်းနေရတော့မှလေကိုကိုချစ်တဲ့လူတွေအဲ့လိုပြောရင်ကိုကသူတို့နဲ့တိတ်ပြီးတော့ဘာပြောမှမသိရဲ့တယောက်တည်းနေတာနေသားကြွားတော့အဲ့လိုနေတတ်သွား ဒီမှာဆောင်းအခုလိုမျိုးပေါ့နော်ဒါဟိုတရားပွဲမှာဆိုရင်ဒါပထမဆုံးဟိုဟာပါဝင်မျိုးလူတိုင်းဖြစ်တာပေါ့နော်ဒါဆောင်းရဲ့တရားပွဲလေးကိုအဲလာရောက်ကြဟိုဆောင်းတယောက်လည်းတရားပွဲမဟုတ်ဘူးနော်ဒါဆောင်းတော့မိတ်ဆွေပေါင်းနေပေါင်းပြီးတော့ဆိုတော့စပောင်းလို့ပြတဲ့တရားပွဲလေးကိုလာရောက်တဲ့သူတွေအားလုံးလည်းဆရာတော်ကြီးကိုဖူးမြင်ပြီးတော့အဲဟိုပျော်ရွှင်ကြမှာလို့ဆောင်းထင်ပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်